မဟာမိတ်တပ်တွေနဲ့လက်တွဲပြီးတော့စက်ကောင်စီရုံဆိုင်တဲ့နေပြည်တော်ကိုဥတည်တဲ့ဆက်စင်ရေးတွေဖော်ဆောင်သွားမယ်လို့နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်မတော်စအူးစီးချုပ်ကပြောဆိုလိုက်ပါတယ်။ စစ်ကိုစနေတူအောင်တိုက်ပြီးစစ်ကောင်စီကိုပြပြသားသားရှင်မုံတိုက်ခိုက်သွားမယ်လို့လဲနေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်အမှတ်902ရဲ့စစ်ဦးစီးချုပ်ကဆိုပါတယ်။ကျွန်တော်တို့အားလုံးကစစ်ကိုစနေတူအောင်တိုက်မယ်။စစ်သည်ကြတိုက်မယ်။ပြည်သူကိုစီးအောင်မယ်။ပြည်သူကိုမျက်နာမှုမယ်။ပြည်သူကိုကာကွယ်စောင့်ရှောက်မယ်။ရန်သူကိုပြပြသားသားရှင်မုံတိုက်ခိုက်မယ်။ မက်ချလာ59ရက်နေ့ကကရင်ပြည်ဒီမော့ဆိုအနောက်ဖက်ရှန်တနေရာမှာပြုတ်လုခဲ့တဲ့ရှေကန်ဆက်တင်တန်းစင်ပွဲအခမ်းအနားမှာတရင်အမှတ်901ရက်စအိုးစီချုပ်ကအခုလိုပြောဆိုလိုက်တာပါနေပြည်တော်ပြည်သူ့ကော်မတီတက်မတော်တရင်အမှတ်901ရက်အခုနဲ့အတွင်း၄ချိန်မြောက်ရှေကန်ဆက်တင်တန်းစင်ပွဲကို ကရင်ပြည်ဒီမော့ဆိုမြို့အနောက်ဖက်ရှန်တနေရာမှာမက်ချလာ59ရက်နေ့ကပြုတ်လုခဲ့တာပါ55ရက်ကြာရှေကန်ဆက်တင်တန်းကိုတင်နန်းသား58ဦးနဲ့အမျိုးသမီးတပ်သား9ဦးတက်ရောက်ခဲ့ပြီးလက်ရှိမှာတော့ ်တင်နာကာလာပြီးဆုံးခဲ့ပြီဖြစ်တာကြောင့်တင်နာစင်ပွဲအခမ်းအနားပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။မြေပြည်တော်တိုက်စစ်ဌာနစဦးစီးရှောက်ကဘီဘီဆိုင်ရာ73ပန်းဥပဒေနဲ့စစ်တီတော်ကျင်းဝတ်တွေကိုလေးစားလိုက်နာဖို့ကိုလည်းအခုလိုပြောကြားခဲ့ပါသေးတယ်။မင်းတို့တင်တော်တင်တော်မဲ့လိုက်နာမဲ့တဲ့မှာသုံးပန်းဥပဒေပြည်ဆိုင်သုံးပန်းသုံးပန်းတွေဖမ်းပြီးလို့ရှိရင်အပြည်ပြည်ဆိုင်ရာသုံးပန်းဥပဒေနဲ့အညီငါတို့ကဆောင်ရမယ်ဆိုတာပါတယ်။ဒါကလိုက်နာမဲ့ကျင့်ဝတ်စစ်တီတော်တိုင်းလိုက်နာမဲ့ နော်စီမင်းစီကံဥရိသလို့ပြောနော်အဓိကတော့ပြောချင်တာကတော့ငါတို့ကနော်ဒီသုခကောင်းတတ်လို့ဖြစ်တာတဲ့အကြီးနော်အခုပြောနေကြတဲ့စစ်ကိုစစ်နဲ့တူအောင်တိုက်ရမယ်ဆိုတဲ့စကရရပေါ့ဒီစကရရကစစ်ကိုစီကံရှိရှိနေပြွာရှိရှိတိုက်စွမ်းရှိရှိနဲ့တိုက်ရမယ်လို့ဆိုလိုတယ် ။နေပြည်တော် PDF ကို2022ခုနှစ်မှာစတင် ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီးကရင်နီဒေသမှာမဟာမိတ်တွေနဲ့လက်တွဲတိုက်ပွဲဝင်နေသလိုပဲခူးတိုင်း၊ပဲခူးရိုးမှနေပြည်တော်ကောင်စီနယ်မြေတွေမှာဆက်ရေးလှုပ်ရှားလျက်ရှိနေပါတယ်ခင်ဗျာ။